ြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဆက်လက်ထားတဲ့ပုံမြင်လေးကတော့စက်ချုပ်တက်တဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါငငယ်တော့ကောက်ဆိုလို့ရှိရင်တော့ပရိသတ်ကြီးအားလုံးလည်းခလေးပုံမြင်တွေအများကြီးကြားဖို့ကြမှာပါ။ဘယင်ကြီးတပါးစီမှာမိဖုရားတွေမြောက်များစွာရှိတယ်ဆိုတဲ့ပုံမြင်လိုမျိုးပေါ့။ဒီပုံမြင်တွေကအမှန်တကယ်ဖြစ်ခဲ့တယ်လို့ထင်ပါသလား။ကဲအဲ့ဒီခေတ်အချိန်တွေတော့ကတော့ဖြစ်ရင်ဖြစ်ခဲ့မှာပေါ့။ ဒါပေမဲ့အခုချိန်ထိလည်းမြို့တစ်မြို့မှာနေထိုင်နေခဲ့တဲ့သူတယောက်ကမိန်းမ၁၁ယောက်ယူထားပါဗျ။မင်းရလေကွာသားတယောက်လိုချင်နေဆိုတာနဲ့ပဲမင်းကမိန်းမ၁၁ယောက်တောင်းယူလိုက်တယ်။တော်သေးရပေါ့ဘလို့မစော်မင်းရဲ့၁၁ယောက်မြောက်မိန်းမကသားလေးမွေးဖွားပေးခဲ့လို့မဟုတ်ဘူးဆိုရင်တော့မင်းဘယ်အချိန်ထိမိန်းမတွေထပ်ပြီးယူနေအောင်လဲမသိဘူးနော်။အဲ့ဒီအထိပ်ပဲကငါမိန်းကလေးတွေကိုမုန်းတယ်ဆိုတဲ့အထိပ်ပဲတော့ဘယ်ဟုတ်မလဲ။ငါကသားယောက်ျားလေးကိုရောတမီးမိန်းကလေးတွေကိုရောအားလုံးကိုချစ်တယ် ကဲကဲကဲထားပါလေအခုဆိုရင်တော့ငါသားလေးကလည်းအရွယ်ရောက်နေပြီဆိုတော့ငါသူ့ကိုလက်ထပ်ပေးခြင်းပြီအေးငါသိတဲ့မိန်းကလေးတယောက်တော့ရှိတယ်သူကတော်တော်လေးကိုတော်လုံးနေသူကဆက်ချုပ်တာအရန်ကိုတော်လုံးနမဲကြီးတယ်လေအဲ့ဒီမိန်းကလေးကခမရဲ့သားလေးနဲ့ဆိုရင်တော့တော်တော်လေးလိုက်ဖက်လိုက်မယ်လို့ထင်တယ်ကောင်းပြီကောင်းပြီဒါဆိုရင်တော့ငါရဲ့မိန်းမတွေနဲ့ငါရဲ့သမီးလေးတွေနဲ့စကားသွားပြောကြည့်လိုက်အောင်မယ်ပြီးသွားတဲ့အခါကျတော့မှပဲမိန်းကလေးကြီးဖို့အတွက်ငါတို့သွားတော့မယ်နော်ပြောဆိုပြီးနောက်မှာတော့သူကလည်းအိမ်ကိုပြန်လာခဲ့လိုက်ပါတယ် ဘလို့ဖြစ်တာလဲရှေ့အောင်ကြည့်ရတာဒီနေ့အရန်ကဝမ်းတပြောရွှေနေရဲ့ပုံစံမလားကြည့်ရတာအဖေက12ရောက်မြောက်မိမယူရမယ်ထင်ပါတယ်အဖေ12ရောက်မြောက်မိမယူမယ်ဆိုတဲ့အကြောင်းကိုတော့လုံးဝမစင်စားလိုက်ပါနဲ့နော်ခဏနေပါဦးဘလို့ဖြစ်နေကြတာလဲနင်တို့အားလုံးငါပြောတဲ့စကားကိုအရင်ဆုံးနားထောင်ကြအောင်လေငါကငါရဲ့မင်္ဂလာဆောင်အကြောင်းကိုစဉ်းစားနေရမဟုတ်ဘူးနင်တို့အားလုံးရဲ့မောင်လေးရဲ့လက်ထပ်ပွဲအကြောင်းကိုပဲငါပြောဖို့အတွက်လာခဲ့တာမနေ့ပြန်ကြရင်တော့သူ့အတွက်မင်းကလေးကြီးဖို့ငါတို့တွားရလိမ့်မယ် အားအကြောင်းမနေ့ပြန်ကြရင်အမြန်ဆုံးပြင်ဆင်ထားလိုက်တော့ဟုတ်ပြီလားဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအဖေနောက်နေ့မှတော့သူကလည်းသူ့ရဲ့မိသားစုဝင်တွေအားလုံးကိုခေါ်ပြီးမိန်းကလေးအိမ်မှာတွားကြည့်ခဲ့ပါတယ်တကယ်ကြီးတွေအားလုံးပေါင်းလိုက်မယ်ဆိုရင်တော့တရားနှစ်ယောက်လောက်ရှိပါတယ်လူအယောက်တရားနဲ့နှစ်ယောက်အိမ်ကိုရောက်ရှိလာတာတွေ့ခဲ့တဲ့အခါမှာတော့အားလုံးကလည်းလမ်းဖြန်ကုန်ကြတာပေါ့ဘလို့ဖြစ်တာလဲအကိုရဲ့အကိုတို့ကကျွန်တော်တပီလေးကိုလာကြည့်ကြတာလားဒါမှမဟုတ်လက်ထပ်ပြီးသူ့ကိုတခါရဲခေါ်သွားကြတော့မလို့လား ျွန်တော်တငယ်ချင်းကကျွန်တော်တို့မိသားစုဘလောက်ကြီးတယ်ဆိုတဲ့အကြောင်းကိုပြောပြထားတယ်မဟုတ်ဘူးလားဒါကကျွန်တော်ရဲ့မိသားစုဝင်တွေပဲလေဟုတ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ကိုအကိုရဲ့တငယ်ချင်းကတော့ပြောပြသွားပြီမယ်ကျွန်တော်ကယုံတဝက်မယုံတဝက်ဖြစ်နေခဲ့ရာအကိုကိုတွေ့တော့ကျွန်တော်လုံးဝကိုယုံသွားပြီဗျာဒီနေ့ခေတ်ကြီးမှလည်းမိမတွေအများကြီးယူနိုင်တဲ့သူကရှိသေးတယ်နော်အန်ဩစရာပဲကျွန်တော်သမီးလေးကတော့ဒီအိမ်ကိုရောက်လာရင်မိသားစုဝင်တွေအများကြီးနဲ့အတူတူနေရတော့မှာပဲဟုတ်တယ်ဟုတ်တယ် ဒါနဲ့ကျမတို့ရဲ့တော်ရမယ်ရောင်မလေးကိုအမြန်ဆုံးခေါ်လိုက်တော့ကျမတို့လည်းသူ့ကိုတွေးချင်နေပြီ။ခဏနေတော့ပါယယ်ကလည်းခေါင်းမီးလေးချုံပြီးနောက်မှာတော့အားလုံးစားတော့ဖို့အတွက်မုံနဲ့လက်ဖေးတွေယူလာခဲ့ပေးပါရီ။ချွေမလေးကဒီလောက်များတဲ့လူတွေအတွက်မုတ်တွေကိုတခါတည်းပြင်ဆင်ထားပေးခဲ့ရပဲ။ဝေဆောင်လေးကလည်းလှလိုက်တာခေါင်းမီးချုံထားတာအရင်ချစ်စရာကောင်းတာပဲ။ရပါတယ်ရှင်။လူအယောက်တရားဆိုတာကတော့ကျမအတွက်နဲပါသေးတယ်။ကျမလူအယောက်900လောက်အတွက်ဓမင်းဟင်းတွေကိုတခါတည်းချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ်။နန်းနယ်လေးကမှမပင်ပန်းဘူး။ ဒါရီအားလုံးကိုကျမကိုယ်တိုင်ပဲလှုပ်ထားတာအားလုံးပဲအားပါတရားစားတော့ကြတော့ပြီးတော့ကျမအဝိစားရိအကုန်လုံးကိုလည်းကိုဟောက်ကိုပဲချုပ်တယ်။တခြားသူတွေချုပ်ပြီးအဝိစားကိုလည်းကျမမဝဲတက်ဖို့အမေရဲ့လက်ထပ်ပွဲအတွက်တခါတဲ့သဘောတူလိုက်တော့ကျမတို့တော်ရမယ်ရောင်းမလေးကတကယ်တော်တဲ့ပုံစံပဲသူကအရန်ကိုတော်တဲ့ဆက်ချုပ်ပညာရှင်တယောက်ပဲဖြစ်ရမယ်။ကျမတို့တော်လည်းအရန်ကိုလှပါတဲ့အဝိစားရိအများကြီးသူချုပ်ပေးလိုက်မယ်။ဒီလိုနဲ့မိသားစုဝင်တွေကလည်းအနိုင်ပေါင်းများစွာကြောင်းဆွေးနွေးခဲ့ကြပါသည် ဒီလိုနဲ့သူတို့ကလည်းသူတို့သမီးလေးကိုအရန်သဘောကျနှစ်သက်နေခဲ့ကြတာပေါ့ပိုင်ယယ်ကလည်းသူနဲ့လက်ထပ်ဖို့အတွက်ပြပေးခဲ့တဲ့ကောင်းလေးကိုသဘောကျသွားခဲ့ပါတယ်တလအတွင်မှာပဲနှစ်ယောက်သားကြီးကြီးခနာစွာနဲ့လက်ထပ်ခဲ့ကြပါတယ်ဘလို့ဖြစ်တာလဲချွေးမလေးရဲ့တလောက်တောင်မှလှပလုံးနဲ့ဝိဆောင်ကိုတော့ငါတို့ပြည်နယ်တစ်ခုလုံးမှာတော့မှဘယ်နေရာမှာမှရှာလို့တွေ့မှာမဟုတ်ဘူးကြည်ရတော့အနေအပြင်ကနေပြီးတော့မှားထားတာပဲဖြစ်ရမယ်မဟုတ်ဘူးအမရဲ့ဒီဝိဆောင်ကိုကျမချွေးမလေးကိုယ်တိုင်ကချုပ်လုပ်ထားတာလေသူကအရန်ကိုတော်တဲ့ဒီဇိုင်နာတယောက်မလား ဒါဆိုရင်တော့ငါရရဲ့တော်ရမယ်ချွေးမလေးကဒီဇိုင်နာလားအမလေးအဝတ်စား၆တာတော်လိုက်တာဟဲ့ဟုတ်တယ်ဟုတ်တယ်ကျမတို့ရဲ့ရောင်မကဖက်ရှင်ဒီဇိုင်နာတယောက်ပဲအရန်ကိုတော်တဲ့ဖက်ရှင်ဒီဇိုင်နာလေအကုန်ပြောနေကြတဲ့ဆက်ချုပ်စရာဆိုတာထက်အများကြီးကိုပိုတာတယ်ကျမတို့ရောင်မကဒီဇိုင်းအမျိုးပုံစံအများကြီးထွင်ပြီးအဝတ်စားတွေကိုချုပ်လုပ်ဖန်တီးနိုင်တယ်ဒီလိုနဲ့ပဲတရွာလုံးကလည်းဝမ်းသာပြောရွှင်ကုန်းကြပါတယ်ပိုင်ယယ်ကအရန်ကိုတော်တဲ့ဖက်ရှင်ဒီဇိုင်နာတယောက်ဆိုတာကိုလည်းတရွာလုံးသိရှိသွားခဲ့ကြပါတယ် ကဲနေတို့ကတော့နေတို့ရောင်မစီကနေတခုခုလိုချင်နေကြတယ်နေတူတယ်အမေရလည်းလေဒါဘလို့စကားတွေပြောနေရတာလဲသမီးတို့အမေစီကတခုခုတောင်းထားတာရှိလို့လားမရှိပဲနဲ့ထားလိုက်ပါမေရဲ့ကျမရဲ့ရောင်မလေးတွေကိုမပြောပါနဲ့သူတို့ကကျမအတွက်တဲ့အချစ်စရာကောင်းတဲ့ညီမလေးတွေပါပဲသူတို့ကျမစီကနေဘာတခုမှတောင်းဆိုခဲ့ရမရှိဘူးညမို့ချုပ်သွားခဲ့တဲ့အခါမှာသူတို့ရဲ့မင်္ဂလာဦးညရောက်ရှိလာခဲ့ပါတယ်ငါမိသားစုကတကယ်ကိုအကြီးကြီးပဲဒါလောက်များတဲ့မိသားစုဝင်တွေကိုကြွေးလိုက်ရတော့မင်းလန်းပြန့်သွားလိမ့်မယ်လို့ထင်တယ် မင်းအစင်ရောက်ပြေးရလိုက်ကျမတို့အိမ်မှာဆိုလို့ရှင်တော့မိသားစုကနည်းနည်းလေးပဲရှိတာမိသားစုဝင်တွေအများကြီးရှိတာကိုတော့ကျမဘယ်တော့ကမှမခံစားခဲ့ရဘူးဒီလောက်ကြီးတဲ့မိသားစုကိုလည်းကျမဘုရားမှာပထမဦးဆုံးမြင်တွေ့ဘူးတာကျမတို့မိသားစုကြီးနဲ့နေရတာသဘောကျတယ်တကယ်မှာတော့လေကျမရှင့်ကိုကြည့်ပြီးတော့မင်္ဂလာဆောင်ကိုသဘောတူခဲ့တာမဟုတ်ဘူးရှင့်မိသားစုဝင်တွေအားလုံးကိုကြည့်ပြီးတော့လက်ထပ်ပွဲကိုသဘောတူခဲ့တာဒါဆိုရင်မင်းကတော့သဘောမကျဘူးပေါ့မဟုတ်တော့ရှင်ကျမရှင့်ကိုနောက်နေရပါရှင်ရတော့လေတကယ်ပဲ ောင်နေမနက်မော်လင်းသွားခဲ့တဲ့အခါမှာရောင်မလေးတွေအားလုံးမနက်စာစားပြီးတာနဲ့ကျောင်းကိုထွက်ခွာသွားခဲ့ကြပါတယ်။ကျောင်းဆရာကြီးကအားလုံးကိုအစည်းအဝေးခံမရဲခေါ်ပြီးတော့ပြောခဲ့ပါတယ်။ငါတို့ကျောင်းကတိတ်မကြခင်မှာဖက်ရှင်ရှိုးပြိုင်ပွဲတစ်ခုကျင်းပဖို့ရှိတယ်။ကျောင်းတွေကလည်းတကယ်ကိုအရန်ကိုတော်ကြတဲ့ကျောင်းသူကျောင်းသားတွေလာရောက်ရှင်ပြိုင်ကြမှာ။ဆရာကလည်းကျမတို့အားလုံးလည်းတေချာဝင်ရောက်ရှင်ပြိုင်ကြမှာပေါ့။ဒီရင်တော့ပြိုင်ပွဲကိုကျမတို့အနိုင်ရရှိမယ်ဆိုတာကြိမ်းသိတယ်။မင်းတို့တော့ငါအမြဲတမ်းတေချာတင်ကြပြသပေးခဲ့ပေမယ့်အားလုံးကငါတို့ကိုအမြဲတမ်းတိတ်ခါချတယ်။ မင်းတို့နိုင်ခဲ့ရဲဆိုတော့ဘယ်တော့ကရှိခဲ့လို့လဲနိုင်ဖို့ဆိုတော့အဝဲကြီးပါအစင်နှစ်၃ဆိုတဲ့နေရာလေးကိုတောင်မှငါတို့အကြောင်းကဝင်ခဲ့ဖို့တော့မရှိသေးဘူးအဲဒါကြောင့်ကျမတို့ကိုနောက်ဆုံးအခွင့်အရေးတစ်ခုပေးပါဒီတစ်ခေါက်တော့ကျမတို့အကြောင်းရဲ့တိတ်ခါကိုကျမတို့ပြန်ဆက်ပြမယ်ဒါကိုတော့ကျမအာမခံချက်အပြေးဝါနဲ့ပြောနိုင်တယ်တော်ပြီတော်ပြီငါအနေနဲ့မင်းတို့အားလုံးကိုအခွင့်အရေးပေးခဲ့တာအတော်လေးကိုများနေပြီဒီတစ်ခေါက်ပေါ့အခွင့်အရေးမထပ်ပြီးတော့မပေးနိုင်တော့ဘူးငါအခုအဆက်ထပ်ကွဲမှာကိုအရန်ကြောက်နေပြီ ဒီလိုနဲ့အားလုံးကလည်းစိတ်ပြတ်ဝမ်းနည်းစွာနဲ့အိမ်ကိုပြန်လာခဲ့ကြပါရစေ။ပါယယ်ကလည်းရောင်မလေးတွေစိတ်ပြတ်နေအောင်ကိုတွေးကြရတဲ့အခါမှာတော့ပြောခဲ့ပါရစေ။ဘလို့ဖြစ်တာလဲငါရဲ့ချစ်စရာကောင်းတဲ့ရောင်မလေးတွေစိတ်ပြတ်လက်ပြတ်ဖြစ်နေကြတာပါလား။ဒီအချိန်မှာရောင်မလေးတွေကကိစ္စတွေအားလုံးပြောပြခဲ့ကြပါရစေ။ဘာမှစိတ်ပူမနေနဲ့အရာအားလုံးအဆင်ပြေသွားလိမ့်မယ်။ဒီတစ်ခေါက်ပြန်ပွဲကိုနင်တို့ပဲနိုင်မှာ။နင်တို့အားလုံးအတွက်အဝတ်အစားတွေကိုလည်းငါကိုယ်တိုင်ချုပ်ပေးလိုက်မယ်။တကယ်ပြောနေရလားရောင်မရဲ့။အကြံကတော့အရင်အောင်ကောင်းတယ်။ဒါပေမဲ့စိတ်ညစ်စရာကိစ္စတစ်ခုရှိတယ်။ ကျမတို့ရဲ့ပါမောက္ခကြောက်ကြီးကကျမတို့ကိုဝင်ရောက်ရှင်ပြိုင်ခွင့်မပြုဘူးလေ။ရတယ်၊ကိစ္စမရှိဘူး။ငါတို့စူးစမ်းကြည့်မယ်။နင်တို့အားလုံးကပြောတဲ့စကားကိုသေချာနားထောင်ထားကြ။ပါယယ်ကလည်းတို့အားလုံးကိုအစီအစဉ်ဆင်ရှင်ပြလိုက်ပါရီ။ဒီနောက်ပါယယ်ကလည်းဝစ်ဆောင်တွေအားလုံးတလားအတွင်းမှာပဲချုပ်လုပ်ပြင်ဆင်ပေးခဲ့ပါရီ။လှလိုက်တာရောင်မရဲ့တလောက်လှပါတဲ့အဝိစာတွေကိုချုပ်လုပ်ပြင်ဆင်ပေးလိုက်တယ်။အခုဆိုရင်တော့ကျမတို့ကြောင်းမာရင်ဘယ်ကောက်မလဲ။တနိုင်ကန်လုံးအတိုင်းတာနဲ့ကျမတို့နမဲကြီးသွားလိမ့်မယ်။ရောင်မလည်း order တွေအများကြီးချုပ်ရလိမ့်မယ်။ ငါအော်ဒါလိုဂျင်လုံးလောက်တာမဟုတ်ဘူးဒါရီအားလုံးကနင်တို့အတွက်ငါလုပ်ပေးခဲ့ရပါနင်တို့အားလုံးစင်ပေါ်ကိုတက်နိုင်ပြီဆိုတာနဲ့ငါဘော်ရီကိုထပ်ပြီးလိုချင်နေရအောင်မလဲနင်တို့အားလုံးဖြစ်ချင်တဲ့ဆန္ဒတွေပြေဝသွားပြီဆိုရင်တော့ငါရပါတယ်ဒီလိုနဲ့ပဲရက်တွေကုံဆုံးသွားခဲ့ရပါတယ်သူတို့ပြိုင်ပွဲဝင်ရမယ့်နေရာလေးရောက်ရှိလာခဲ့ပါတယ်ဟိုမှာငါတို့ကြောင်မှရှိတဲ့မိန်ကလေးတွေအားလုံးပြေဆိုင်နေကြတယ်နင်တော့ယူလာခဲ့ရမလားသူတို့အားလုံးကိုငါတို့တော့ခတ်ပြီးတော့ငါတို့သွားပြင်ဆင်ကြမယ်တိတ်မကြခင်မှာငါတို့ကြောင်သားတွေရှင်ပြိုင်ရမယ့်အလှည့်ကိုရောက်နေပြီလေ ဒီလိုနဲ့ main clip တွေကိုတော့ခတ်ပြီးတခြားတစ်ဖွဲကဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်။အခုနောက်ထပ်ရှင်ပြိုင်ရမယ့်အဖွဲတစ်ဖွဲကတော့ကျွန်တော်တို့မြို့မှာရှိတဲ့အကြီးဆုံးတက္ကသိုလ်ကျောင်းကကျောင်းသူအဖွဲဖြစ်ပါတယ်။စင်ပေါ်ကိုတက်ရောက်လာပေးကြပါ။ဒါဘလို့ဖြစ်တာလဲ။သူတို့ဘယ်ကနေဘလို့ရောက်လာတာလဲ။ဒီအချိန်မှာပေါမုခချုပ်ကြီးကဘာမှလုပ်လို့မရတော့ပါဘူး။သူတို့အားလုံးရဲ့ဝန်ဆောင်ကိုတွေ့ခဲ့ရတဲ့အခါမှာအားလုံးသဘောကျနှစ်သက်ကုန်းကြပါတယ်။အားလုံးကလည်းလက်ခုပ်တီးပြီးတော့အော်ပါချီးမြှင့်ပေးခဲ့ကြပါတယ်။ခဏနေကြပါအောင်အားလုံးပဲတိတ်ဆိတ်ပေးကြပါ။ ကျွန်တော်ရဲ့တိုင်းသူကြီးမင်းတွေအကုန်လုံးကဆုံးဖြတ်ချက်ကိုပြောကြားပေးပါလိမ့်မယ်။ကျွန်တော်တို့အတွက်ပြိသက်ကြီးရဲ့ဆန္ဒကပို့ပြီးတော့အရေးကြီးပါတယ်။ဒီနေရာမှာကအခုခေတ်မှာရှေ့ပြေးနေတဲ့ fashion တွေအားလုံးကိုတစုတစည်းရဲ့စုပြလိုက်တယ်လို့ပဲ။အဲ့ဒါကလည်းမတူတဲ့ပုံစံမျိုးနဲ့ဒီတစ်ခါမှတော့ကျွန်တော်တို့ကျောင်းရဲ့ engineer college ကစုရရှိသွားတယ်ဆိုတာကိုဂုံယူစွာနဲ့ပြောပြရစီ။ဒီ main clip တွေအကုန်လုံးကို designer လုပ်ပေးခဲ့တဲ့သူကိုလည်း designer တယောက်အနေနဲ့ကျွန်တော်ရဲ့ company မှာအလုပ်ခန့်ပါတယ်။အားလုံးကိုစုချင်းငွေသိန်း20လဲချီးမြှင့်မယ်။ ဲနောက်ဆုံးတော့နင်တို့အရေးချင်းရှိတယ်ဆိုတော့ငါ့ကိုတက်တည်ပြနိုင်သွားခဲ့ပြီးတော့တယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မိသားစုကြီးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ရက်ကွက်တစ်ခုထဲမှာရှိတဲ့အိမ်တိမ်ကတော့မနှံ့မလို့အစောကြီးဆိုတာနဲ့အိယကာထပြီးဖျားရှိခိုးအတန်တွေစူညံနေခဲ့ပါပြီ။ဒီစကားကိုကြောက်ရရတဲ့ခါမှာအိမ်ကြီးချင်းတွေအားလုံးကလည်းပြောဆိုကုန်ကြပါတယ်။အမလီသူကတော့တော်တယ်။ဘွားမှာဘလောက်တောင်မှကောင်းမှုကုသွေလောက်ခဲ့လည်းမသိဘူး။သူ့မှာချွေးမကောင်းလေးတွေအများကြီးပဲ ူရထားတဲ့ချွေးမလေးတွေကလည်းရောက်ခမတယောက်လိုချင်တဲ့အတိုင်းကိုရထားခဲ့တာအားလုံးကတအားတော်ကြတယ်သူမချွေးမတွေအများကြီးရှိပါတယ်ချွေးမတွေအလုံးကမနက်မိုးလင်းပြီးဆိုတာနဲ့ဖျားထားရခုတ်ကြပါတယ်အမေနိုးလာပြီလားအေးချွေးမလေးတွေကငါနိုးလာပြီငါတကယ်အရန်ကိုကန်ကောင်းတဲ့ရခုတ်မတစ်ယောက်ပဲငါ့ရဲ့အိမ်မှာမနက်၄နာရီထိုးတာနဲ့ဖျားရခုတ်ကြမဲ့ချွေးမလေးတွေရှိလိမ့်မယ်လို့ဘယ်တော့မှမထင်ထားခဲ့ဘူးချွေးမလေးတို့ရဲ့နင်တို့ဒီလောက်ထိမနက်အစောကြီးဟင်းဒီဟင်းရွက်တွေဘယ်ကနေဝယ်ပြီးပြန်လာကြတာလဲ ဒီအချိန်ဆိုလို့ရှင်တော့ဟင်းဒီဟင်းရွက်တယ်ရီကလည်းဈေးမှာဖွင့်ကြအောင်မမဟုတ်ဘူးလေဟုတ်တယ်အမေရဈေးတဲ့သွားရင်ဟင်းဒီဟင်းရွက်တွေကအဟောင်းအကျံတွေပဲရမှာလေသူတို့ခိုးပြီးသားဟင်းဒီဟင်းရွက်တွေကိုမဝဲကျင်တာနဲ့ကျမတို့လေထဲတစ်ခါတည်းဆင်းပြီးတော့တဝဲလာခဲ့တာသူကမနက်မိုးလေးအစောကြီးထပ်ပြီးပြီးဆိုတာနဲ့လေထဲကနေပြီးအရန်ကိုလက်ဆက်တဲ့ဟင်းဒီဟင်းရွက်တွေကိုခိုးထားတတ်တယ်ပြီးတော့မှသူကဈေးထဲမှာတွဲရောက်တာအဲ့ဒါကြောင့်ကျမတို့လည်းသူ့ရဲ့လေထဲကနေဝဲလာခဲ့လိုက်တာပါ ကြည်ယုံလေဒီမှာဘလောက်တောင်မှလက်ဆက်လိုက်တဲ့ဟင်းသီးဟင်းရွက်တွေလဲဆိုတော့ကျမကတော့တဲ့သဘောကြတာပဲဒီမှာအမေရဲ့ခရမ်းသီးဘူသီးဂေါ်ဘီတို့ကျန်တဲ့ဟင်းသီးဟင်းရွက်တွေအများကြီးကျမတခါရဲဝယ်ခဲ့တယ်အမေဟိုနေ့ကတော့ကအာလူကြော်လေးစားခြင်းနဲ့ဆိုပြီးတော့ပြောနေသေးတယ်မလားကျမအာလူလည်းဝယ်ခဲ့တယ်နော်တို့အားလုံးစကားပြောနေကြတဲ့အချိန်မှာပဲနောက်ထပ်ချွေးမလေးတယောက်ရောက်ရှိလာခဲ့ပါတယ်။အမေအမြတ်ဆုံးရေသွာချိုးလိုက်ပါတော့အမေအတွက်ကျမရေအပူလုပ်ထားပြီးပြီးတော့အမေအတွက်ကျမအဝတ်အစားတွေအားလုံးမိဖို့တိုက်ထားပြီးရနော်။ ဟုတ်တယ်အမေအဲ့ဒီအချိန်အတွင်းအမေစားဖို့အတွက်မနက်စာလဲကျမတို့ပြင်ဆင်ထားလိုက်မယ်။နင်တို့အားလုံးဘလောက်ကြောင့်မှလိမ္မာရေးကြရှိလိုက်တလဲ။ငါကတော့တကယ်အရန်ကိုကန်ကောင်းနေ။အမလေးတကယ်လိမ္မာကြတဲ့ချွေးမလေးတွေပဲ။ငါကတော့လေနင်တို့လိုချွေးမလေးတွေရတာကန်အရန်ကောင်းသွားတယ်လို့ထင်တယ်။ရခမဖြစ်သူကချွေးမလေးတွေနဲ့စကားပြောပြီးသွားတဲ့အခါမှာရေမိုးချိုးဖို့အတွက်ထွက်ခွာသွားခဲ့ပါရဲ့။ခဏကြာမှသူမရေမိုးချိုးပြီးပြန်လာတာနဲ့မနက်စာစားဖို့အတွက်ချွေးမလေးတွေကအကောင်းမှုဆုံးပြင်ဆင်ထားပြီးတော့ကိုကျွေးခဲ့ရပါရဲ့။ ဒါဆိုရင်တော့ TV ဖွင့်လိုက်ပါလား။ငါအစားသောက်တွေကိုစားနေရင်လည်း TV ကြည့်နေခြင်းလို့ဒီအချိန်မှာပဲမီးပြတ်သွားခဲ့ပါရဲ့။ဒုက္ခပဲအမေရမီးရလည်းအခုအချိန်မှာပြတ်ရတယ်လို့ခဏလေးကျမအခုပဲမီးအိမ်ထုံပေးမယ်။ပူဇော်ကချက်ချင်းပဲမီးအိမ်ထုံပေးခဲ့ပါရဲ့။ဒီအလင်းရောင်လေးနဲ့ချွေးမတယောက်ကတခြင်းစုံနေခဲ့ပြီးကြံတဲ့ချွေးမလေးတွေကကားပြနေခဲ့ပါရဲ့။ဘယ်လိုလဲအမေအခု TV ကြည့်စရာလိုသေးလား။အမလေးနင်တို့လိုချွေးမလေးတွေရှိလို့ကတော့ TV ကြည့်စရာတော့မလိုတော့ဘူး။ ဒီလိုနဲ့ချွေမလေးတယောက်ကသခင်တွေအော်ဆိုနေခဲ့တာပေါ့ကျမရဲ့ချစ်လားစွာသောရောက်ခမကြီးအချစ်ရဆောင်ရောက်ခမအခုလိုမျိုးသခင်တွေစုံနေအရာအားလုံးကတဖြည်းဖြည်းမြင်ကွင်းကနေပြောက်ွယ်သွားခဲ့ပြီးရောက်ခမဖြစ်သူကလည်းအိမ်မက်ကနေလန်နိုးလာခဲ့ပါတယ်အမလေးစိတ်ညစ်လိုက်တာသူတို့အားလုံးဘယ်ရောက်ကုန်ကြလဲအခုငါအိမ်မက်မှတ်နေခဲ့ရပဲအမေအတော်လေးကိုကောင်းတဲ့အိမ်မက်ပဲအမလေးငါ့ကိုမရဘယင်မတပါးလိုမျိုးငါချွေးမလေးတွေကထားချပေးခဲ့ရပဲငါ့ကိုဘလောက်တောင်မှဂရုတစိုက်ရှိနေပေးခဲ့ကြလဲကြည်စံ မနက်ပိုင်းအိမ်မက်ကအမှန်တကယ်ဖြစ်တတ်တယ်ဆိုပြီးတော့ပြောကြတယ်။ဒါပေမဲ့ဒီအိမ်မက်တွေအားလုံးအမှန်တကယ်ဖြစ်သွားရင်ဘယ်လောက်ကြာမှကောင်းလိုက်မလဲ။ငါရဲ့ချွေးမလေးတွေအကုန်လုံးကတော့မကောင်းကြဘူး။ငါရဲ့ချွေးမတယောက်လေးကတော့လေငါ့ပေါ်အရင်အကောင်းပေးလို့ရှင်တော့ဘလောက်တောင်ကံကောင်းလိုက်မလဲအဲ့ဒီခါကျရင်ငါလည်းဘယင်မတပါလိုမျိုးနေထိုင်သွားတော့မယ်လက်သားစီမသားတယောက်ရှိပါတယ်မိခင်ဖြစ်သူကသူ့သားလေးအတွက်ကောင်းမွန်လိမ္မာတဲ့မိန်းကလေးတယောက်လိုက်ရှာခြင်းနေခဲ့ရပါချွေးမလေးအနေနဲ့အရေးအချင်းတွေပြေးဝနေအောင်ကိုပဲကျွန်တော်လိုချင်နေခဲ့ပါတယ် ဖုံတော်ကြီးကျမချွေးမကောင်လေးတယောက်ကိုပဲလိုချင်တယ်ထမင်းဟင်းချက်ပြုတ်ကြတော်ရမယ်အိမ်မူကိစ္စတာဝန်တွေအားလုံးကိုလည်းလုပ်တတ်ရမယ်ကျမတို့ကိုလည်းပြုစုပေးရမယ်အိမ်နောက်တာဝန်ကိုလည်းခြေပြွန်ရမယ်ဖခင်လည်းရှိခိုးတက်ရမယ်တခြင်းစုပ်တက်ရမယ်ကတက်ရမယ်လူကြီးတွေကိုလည်းလေးလေးစားစားရှိတက်ရမယ်အဲ့လိုချွေးမမျိုးကိုပဲကျမလိုချင်တယ်ရှင်အမေရဲ့ဒီခေတ်ကြီးထဲမှာအဲ့လိုမင်းကလေးရှိမှမရှိတာဟုတ်တယ်မင်းသားလေးပြောနေတဲ့စကားမှန်တယ်ဒါအခုချိန်ထိလက်မထက်ပဲနေနေရတာမဟုတ်ဘူးလား မိန်ကလေးတယောက်ထဲမှာဒီလောက်ထိအရေးချင်းတွေပြေးွားနေဖို့ဆိုတာခက်တယ်ကွ။ဟုတ်တယ်မေတယောက်ရှိမှအရေးချင်းတစ်ခုရှိရင်ကံကောင်းမဟုတ်ဘူးဆိုလို့ရှင်လဲအမေကျွန်တော်ကိုအရေးချင်းတစ်ခုစီရှိတဲ့မိန်ကလေးတယောက်ချင်းစီနဲ့လက်ထပ်ပေးလိုက်။တော်စမ်းမှာငါကအရေးချင်း36မျိုးလောက်ကိုလိုချင်တာငါကချွေးမ36ယောက်ခေါ်လာခဲ့ရမှာလား။ဒီလောက်ချွေးမအများကြီးငါဘယ်မှာသွားထားရမလဲ။ကဲဖုံးတော်ကြီးရေအဲ့လိုအရေးချင်းနဲ့ပြေးွားနေတဲ့ချွေးမတယောက်ကိုပဲကျွန်တော်ပြပေးပါ။ဟုတ်ပြီကျွန်တော်မှတယောက်ရှိတယ်သူ့ကိုကြည့်လိုက်သူကတကယ်အရေးအချင်းရှိတဲ့မိန်ကလေးတယောက်ပဲ။ သူကတော်လေးကိုတော်တော့နဲ့သူ့လိုတော်တဲ့မိန်းကလေးမျိုးကိုတော့ထက်ရဖို့အတွက်မမြင်ဘူးနော်သူတို့နှစ်ယောက်ကတကယ့်ကိုအတွဲတွေပဲလိုက်ဖက်ညီလွန်ကြတယ်ကောင်းတယ်ကောင်းတယ်တော့အရင်ကောင်းတယ်ဒါဆိုရင်တော့ဒီနေ့ပဲမင်္ဂလာကိစ္စကိုစကားဆက်ပြောလိုက်တော့ကောင်းပြီလေဒါဆိုရင်တော့အဆင်ပြေတယ်ကျွန်တော်ကလည်းအဆင်ပြေပါတယ်ကျွန်တော်ကိုပွဲကမများလေးပေးရမယ်နော်ဒါပေါ့ကျမမှာတားလေးတယောက်ပဲရှိတာကျမပွဲကအများကြီးပေးမယ်ဒီလိုနဲ့သူတို့ကလည်းစကားကိုရှေ့ဆက်ပြီးပြောခဲ့ကြပါတယ် အခုဆိုရင်နှစ်ဖက်မိဘတွေဆုံပြီးစကားပြောပြီးကြွားကြတဲ့အခါမှာတော့မင်္ဂလာဆောင်နေရလေကိုလည်းသူတို့ကတမခဲကြပါရဲ့နေဟာဒီကလည်းထပ်ပြီးနောက်မှာတော့ရခမအင်ကိုရောက်ရှိလိုလာခဲ့ပါပြီရခမဖြစ်သူကလည်းချွေမလေးကိုကြိုးစိုးဖို့အတွက်ကြိုးစိုးပွဲပန်းနဲ့ရောက်ရှိလာပါပြီဒီအချိန်မှာပဲပြောခဲ့ပါရဲ့ရှားတီဦးတို့ကလည်းပူလိုက်တာရှင်အတော်လေးပူတယ်အများဆုံးပဲအဲကွန်လေးပါလေးဖွင့်လိုက်ပါတော့ဒီပုံစံတိုင်းဆိုရင်တော့ကျမမေ့လေသွားတော့မယ်နဲ့ကြူတယ်ရောဆိုရင်တော့မှာသတို့သမီးအသေးဆက်ဆက်လေးကတော့မျက်နှာအောင်မှာခြုံထားတဲ့ပုံကကိုဖဲလိုက်ပါတယ် ။ဒါကိုတွေ့ကြရတဲ့အခါမှာအိမ်ဒီချင်းကလည်းပြောလိုက်ပါတော့တယ်။ဒါဘလို့ဖြစ်တာလဲ။နင်းရဲ့ချွေးမလေးကအတော်လေးကိုအရှက်မေးတာပဲနော်။သူ့လိုအရှက်မေးတဲ့ချွေးမလေးတခါမှမမြင်ဘူးဘူး။အခုမှရောက်လာတာပဲရှိသေးတယ်။သူကမျက်နှာပေါ်မှာချထားတဲ့ပဝါကိုတော့မှလူအရှိတူအရှိမှဖဲချလိုက်တယ်ဟဲ့။အန်အောစီကကောင်းလိုက်တာ။ငါတို့အားလုံးကသူ့ရဲ့မျက်နှာကြည့်ပွဲကိုတော့မှလာပြီးတော့လှုပ်ပေးစရာမလိုတော့ဘူး။သူကမျက်နှာတစ်ခါရေပြလိုက်ပြီးဆိုတော့ငါတို့ကမျက်နှာကိုဗာကြည့်ရအောင်မလဲ။ဒီလိုနဲ့ချွေးမလေးရဲ့လောက်ရွေအပေါ်ကိုရခမဖြစ်သူကလည်း အပြစ်မမြင်ဘဲနဲ့ကာကွယ်ပေးပြီးပြောဆိုလိုက်ပါရယ်အေးအေးအေးဒီတော့ဘာဖြစ်လဲနင်ကလည်းတကယ်ပါပဲစကားအရေးကြီးခွင့်ကျယ်လုံးနေရယ်ရာသီဥတုဘလောက်တောင်မှပူနေလဲဆိုတာကိုနင်မသိဘူးလားအရင်အောင်ပူတယ်လေငါရဲ့တနာစရာချွေးမလေးဘလောက်တောင်မှအခြေအနေစိုးနေလဲဆိုတာကိုလည်းကြည်အောင်လေနင်ကလည်းလေအမြဲတမ်းပြဿနာရှာဖို့ကြီးပဲတို့ပဲအပြစ်လိုက်ပြီးတော့မြင်မနေပါနဲ့ကဲတွား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 လိုက်တော့ဘာစကားမှချက်ပြီးတော့ပြောမနေရောနဲ့သူ့ကိုလည်းအပြစ်အလောက်ထိမြင်မနေနဲ့ဟုတ်တယ်အတော်တော်လေးကိုရှာရှည်လို့နာပဲဘာဖြစ်လို့အခုလိုပြောနေရတာလဲမသိဘူး အမေကိုပေါက်ကြရလေးစစကားတွေရှောက်ပြောမနေပါနဲ့သွားတော့သွားတော့တရားနဲ့အချက်ချင်းသွားလိုက်တော့ကျမတို့အရှိကနေထွက်သွားဒီလိုနဲ့ဆရလာကလည်းဒေါသတကြီးနဲ့ထွက်ခွာသွားခဲ့ပါတယ်ချွေးမလေးရဲ့ထားလိုက်ပါတော့သူပြောတဲ့စကားတွေကိုအလောက်ထိစဉ်းစားနေစရာအကြောင်းမရှိဘူးဒါဆိုရင်တော့နင်ဒီမှာဒီဆန်အိုးလေးကိုကံပြီးအိမ်တဲကိုအမြန်စုံဝင်လာခဲ့လိုက်တော့နော်ချွေးမလေးကလည်းဆန်အိုးကိုခက်ပြင်းပြင်းအားနဲ့ဆောက်ကန်လိုက်တဲ့အခါမှာတော့အိုးကတခါတည်းလွင့်ပြီးရောက်ခတိဖြစ်သူရဲ့ခေါင်းနဲ့တိုက်ပြီးအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ရောက်ခတိလည်းတော်တော်လေးနာသွားခဲ့ပါတယ် ။အိုဖျားသခင်သေပါပြီငါ့ကိုတပ်ပြစ်နေကြတာလား။တောင်းမပါရရှင်ကျမမှားသွားတယ်ကျမအားနည်းနည်းလေးပါသွားလို့ပါအဖေ။အေးအေးအေးရရရရချွေးမလေးရဲကိစ္စမရှိဘူးထားလိုက်ပါတော့။အမားဆိုတာကဖြစ်တတ်ကြပဲငါတို့လည်းဘလို့လို့တတ်နိုင်မှလည်းဟုတ်တယ်မလားထားလိုက်တော့ထားလိုက်တော့။ကဲသွားသွားသွားအိမ်ထဲဝင်ကြ။နေထုတ်ကိုကြည့်ရတာအရင်အောင်ပင်ပန်းနေကြတဲ့ပုံစံပဲ။အမြန်ဆုံးသွားပြီးတော့အနားယူလိုက်ကြတော့မနက်ဖြန်ကြလို့ရှင်တော့နေပထမဦးဆုံးမိဖို့ကြောင့်နေဝင်ရအောင်မလား။ဒီလိုနဲ့သတို့သားသတို့သမီးနှစ်ယောက်လုံးကလည်းအိမ်ထဲကိုဝင်လာခဲ့ကြပါရဲ့။ ။နောက်နေ့မနက်မိုးလင်းသွားတဲ့အခါမှာနေဟာရီကာကတော့အနောက်တိုင်းဝစ်ဆောင်လေးကိုဝစ်ဆင်ပြီးစပင်အရှိအကြီးဖလာချပြီးနောက်မှာတော့အပြင်ကိုထွက်လာခဲ့ပါရယ်။မင်္ဂလာမနက်ခင်လေးပါအမေ။ကော်ဖီရှိလားအမေ။မဟုတ်ဘူးချွေးမလေးရဲ့အမေကကော်ဖီမတောက်တတ်ဘူး။ကော်ဖီတောက်လည်းမတောက်ဘူးဖြစ်နိုင်မဲဆိုရင်တော့လဖေးလေးပဲဖြော်ပေးလိုက်နော်လဖေးတောက်ဖို့အတွက်ပဲငါစောင့်နေရမဟုတ်ဘူးလေအမေရဲ့ကျမအမေကိုဖြော်ခိုင်းနေရကျမမဖြော်ဘူးဟဲ့ခဏလေးပေါ့ငါဘာကိစ္စအတွက်နေကော်ဖီနဲ့အတွက်သွားဖြော်ပေးရမှာလဲနေရဖြော်ရမှာပေါ့ ။နေရဒီရင်ကချွေးမလေးဆိုတော့ဒီတာဝန်တွေအကုန်လုံးကနေရတာဝန်တွေပဲလေ။အမေကျမဒါရီအားလုံးကိုမလုပ်တတ်ဘူးအမေရဲ့။ဘာပြောရဲဒါရီအားလုံးကိုမလုပ်တတ်ဘူးဟုတ်လား။ဟောဖရာသခင်ဒုက္ခပါပဲ။နေအခုငါ့ကိုလှည့်စားလိုက်တာလား။ငါကပြီးပြည့်စုံတဲ့ချွေးမလေးကိုလိုချင်တယ်ဆိုပြီးတော့ပြောခဲ့ရ။နေရဘာမှလည်းမလုပ်တတ်ဘူးလား။နေလက်ဖက်မဖြောတတ်ဘူးဆိုပေမဲ့ထမင်းဟင်းတော့ချက်ပြောက်တတ်မှာပေါ့နော်။ဒါနဲ့ပထမဦးဆုံးမိဖို့ကံဝင်ရမယ်ဒလိထုံတဲ့အစလာအနေနဲ့နင်ဘော်ရီကိုလှုပ်ဖို့အတွက်စဉ်းစားထားလေဟုတ်တယ်အမေရဲ့ကျမဘာမှမလုပ်တတ်ဘူး ကျမကဖုန်းနဲ့ဓာတ်ပုံးပဲရိုက်တတ်တာစိတ်ညစ်တယ်ဟေးစိတ်ပြတ်လိုက်တာအခုခင်မင်းကလေးတွေကလက်ဖေးလည်းမဖြော်တက်ဟင်းလည်းမချက်တက်ဘာလို့တက်ကြသေးလဲနင်တို့တွေနင်တို့ကတော့လေ post လေးအမျိုးမျိုးပေးပြီးတော့ဓာတ်ပုံးပဲရိုက်တတ်ကြတယ်အဲ့ဒီဖုန်းတော်ကြီးကတော့ငါလုံးဝအလှုပ်ပေးမှမဟုတ်ပြောတော့ပြီးပြည့်စုံတဲ့မင်းကလေးတဲ့အခုကြည့်စမ်းပါတခုမှမလုပ်တတ်ဘူးကဲကဲကဲထားပါလေအခုအတော့မကြတဲ့ချွေးမလေးကငါတို့အိမ်ကိုလည်းရောက်နေပြီဘာမှလည်းလုံးလို့မရတော့ဘူး ဒီလိုနဲ့လက်သားကလည်းချွေးမော်လီကုမီဖို့ကန်နဲ့ခေါ်သွားပြီးနောက်မှာတော့လက်ဖက်ဘလို့ဖြော်ရလဲဆိုတော့ကိုတင်ကြပြသပေးခဲ့ပါရယ်။ကဲဘာလို့နေရလဲအများဆုံးတကြားထက်လက်ဖက်ချောင်းမုတ်ထက်ဟုတ်ကဲ့ပါအမေကျမလက်ဖက်ချောင်းမုတ်ကိုဘလောက်ထည့်ရမလဲဘလို့ထည့်ရမလဲဒုက္ခပါပဲနေသားလေးရမသိဘူးလားနေတပူးလုံးသာထည့်ပြလိုက်တော့ဒီမှာရင်ွေးကစူနေပြီလေကောင်းပြီအမေဒီလိုနဲ့သူကလည်းတပူးလုံးထည့်ပြလိုက်ပါရယ်။ဒုက္ခပဲဟေးငါနေ့ကိုတင်ပေးတော့မရပါလားနင်ဘာလို့ဒီလောက်တောင်မှတောင်းနေရတာလဲကိစ္စလေးတစ်ခုကိုတော့အစဉ်ပြေပြေမလုပ်တတ်ဘူး တော်ပြီချွေးမလေးရေထား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 လိုက်တော့ထားလိုက်တော့နင်ဒီအလုပ်တွေကိုလုံးမနေနဲ့ဒါရီအားလုံးထားပြီးအပြင်သွားအပြင်သွားပြီးရာနဲ့အိမ်သက်ရှင်သွားလုံးနေဓမေဟင်းကိုတော့ငဟငါပဲကိုရိုင်းချလိုက်တော့မယ်ရောက်ပါတယ်အမေကျမလှုပ်ပေးမှာပေါ့အမေရဲ့သဘောဆန္ဒအတိုင်းပဲဒီလိုနဲ့လက်သားသေးပြီကိုရိုင်းကလဖေးဖြောနေခဲ့ရပြီမနက်စကိုလည်းပြင်ဆင်ခဲ့ရတဲ့အချိန်ချွေးမလေးကအိမ်သက်ရှင်ရင်သွားလုံးခဲ့ပါတယ်အပြင်မှာချွေးမလေးတပြက်စီလဲနေတဲ့ပုံစံကိုရောက်ခမဖြစ်သူတွေ့ခဲ့ရတဲ့အခါမှာခေါင်းကိုက်ပြီးထိုင်နေခဲ့ပါတယ်ချွေးမလေးငါနဲ့ကိုတပြက်စီလဲခိုင်းတာလေး နင်တပြက်စီကိုဘယ်လိုပုံစံလှဲနေရတာလဲကစားနေရလားကဲတပြက်စီကအဲ့လိုလှဲရတာမဟုတ်ငောက်ပေးစမ်းဒီမှာဟဲ့ဒီလိုလှဲရတယ်သိလားကဲလျှော့နင်အဲ့လိုမျိုးပုံစံလှဲစမ်းဟုတ်ကဲ့ပါမေကျမလိုက်လုပ်လိုက်မယ်နော်ဒီလိုနဲ့နောက်နှစ်ယောက်ရှိသွားခဲ့တဲ့အခါမှာတော့ဒါဘာလို့တော့လဲနင်ယူသွားပြီလားနင်ရေတွေဘလောက်တောင်မှဂျုံထဲကိုထည့်လိုက်တာလဲဂျုံထဲရေနေကဘလို့ဖြစ်နေပြီလဲဆိုတာကိုကြည့်အောင်ကဲကဲကဲနောက်ထပ်ဂျုံတွေထပ်ပြီးတော့ဒီထဲကိုထည့်ပြီးတော့လို့ရှင်တော့ဂျုံဝင်သေးချနေစမ်းဒီလိုနဲ့ရခမကလည်းချွေးမလေးကိုအလုတ်အတိုင်း တင်ကြပြတာပေးခဲ့ရပါမယ်။ချွေးမကတော့လှုပ်ချင်တာလှုပ်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲအချိန်သုံးလကုန်ဆုံးသွားခဲ့ပါပြီ။အရမှာတော့အမလီငါနောက်ကျနေပြီ။ငါကိုယ်တိုင်ပဲသွားပြီးထမင်းဟင်းသွားချက်ပြောင်းမယ်။ဒီအချိန်မှာနေဟာရီကာကတယောက်ခမရဲ့လက်ကိုဆွဲကင်ပြီးတော့မနှက်ဆော့စားဖို့အတွက်ထမင်းစားဝိုင်းကိုခေါ်သွားလိုက်ပါတယ်။ဒါရီအားလုံးဘသူချက်ပြုတ်ထားတာလဲ။အမေကလည်းဒါရီအားလုံးဘယ်သူချက်ရမလဲ။အမေချွေးမလေးကိုယ်တိုင်ကချက်ပြုတ်ပြင်ဆင်ထားပေးရပါ။အမေအခုလက်ခံသွားပြီလား။အမေချွေးမလေးကအမေလိုချင်တဲ့အရေးအချင်းတွေနဲ့ပြေးသွားတဲ့သူဆိုတာကိုလေ။ တောက်တွေ့ကြရတဲ့အခါမှာရခမဖြစ်သူဝမ်းနဲ့လုံလုံမျက်ရည်တွေကျလာခဲ့ပါတယ်။သူကလည်းမျက်ရည်တွေဝဲနေခဲ့ပြီးပြောလိုက်ပါတယ်။အသက်ရှိပါစေချွေးမလေးရဲ့နောက်ဆုံးတော့နေထမင်းဟင်းကောင်းကောင်းချက်တက်သွားပြီပေါ့ဟုတ်လား။အမေတို့သာကျေးဇူးတင်ရမှာလေ။အမေကကျမအလုပ်တွေအားလုံးသိချသင်ပေးခဲ့တယ်။အခုအမေကကျမအရဲ့ချင်းရှိတဲ့ချွေးမလေးဖြစ်စေခဲ့လို့ကျမအရဲ့ချင်းရှိသွားတာပေါ့။အားလုံးကလည်းပျော်ရွှင်စွာနဲ့စားတောက်ခဲ့ကြပါတယ်။ချွေးမလေးကလည်းလိမ်မာသွားပြီးအားလုံးကိုပြုစိုက်ပေးခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်